တို့ညာ channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းနဲ့တော်လှန်ကြည့်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့ Ilya Arinbat ရေးသားတဲ့ The Fall of Barisa ကိုဆရာမြတ်တန်းတင်ဘာသာပြန်ဆိုထားတဲ့ Pari ကြဆုံးကန်းစာအုပ်အခန်း73ဖြစ်ပါတယ်ကဲစလိုက်ရအောင်တရင်စာဆရာ Jolie Yoga ကလောင်ပြောင်ပုတ်ခတ်ခြင်းကိုခံရပြီး PR ကကြီးညိုခြင်းခံရတဲ့ Socialist ခေါင်းဆောင်ဘီလာသည်တတိမိတ်တည်း၍သဘောကောင်းသည့်ပါမောက်ခတယောက်နှင့်တူသည်သူပုံမှန်တဲ့အချင်းပြင်းဟုသမျှသည် လွန်လေပြီးတော့အတိတ်တစ်ခုကိုသတိရစေသည်ကြိုတက်မြတ်မှန်အနက်ရောင်အပြားကြီးကြီးအုပ်ထုပ်စိတ်တယုတ်ခွဲတွင်အထုံဝါဒနာကြီးပုံလေယူလေသိမ့်မှန်မှန်ဖြင့်စကားပြောပုံဘီလာကိုရှာလုံးမျိုးတွင်မွေးဖွားခဲ့သည် သူမွေးတုန်းကကာလပြတ်ဟုခေါ်ကြသည့်အချိန်ပြင်သစ်ပြေကိုပရက်ရှင်းတွင်ဝင်တိုက်သည့်ကာလသူပကတ်ဘေးတွင် ပရက်ရှင်းတို့၏ကြည်စာများကတဝီဝီဝဲလျက်သူဖေကတမရခိုင်းသားဖြစ်၍နပိုလီယံကိုစန့်ကျင်သည်ဖြင့်ထောင်နှစ်နှစ်ကြာပူသည် ငငယ်ကလေးရာပြည့်တက်သူရဲကောင်းများဖြစ်သည့်မာရက်ဘလင်ဂွီဒီလီကလူးစသူတို့အကြောင်းများကိုကြားဘူးနာဝါရှိခဲ့သည်ဆိုရှယ်လစ်စနစ်အကြောင်းငင်းခုံဆွေးနွေးကြသည်ကိုနားယူဝါခဲ့သည်နောက်တွင်ပြီးလာသည်ပါရီသို့လာပြီးရာဇဝင်အထက်ကဖြင့်ဘွဲရခဲ့သည်သူလှုပ်ချင်သည်ဟာနိုင်ငံရေးတို့ရရင်ထိုခေတ်ကလူငယ်များထုံးစံအမှုပညာနှင့်စပ်ပေဘက်သို့ရောက်သွားသည်ကျောင်းမှာတော့ငါဆိုလျင်လက်တင်ရက်ွက်ကိုသွားပြီးကဖေးများတွင်ထိုင်သည်နမဲကျော်ကပြားဆရာဗာလိန်ကိုတွေ့ဘူးသည် အရက်မူလာပြီးလျင်ခတ်တထွေဖြင့်ကြပြာလှလှတွေကိုလက်တန်းရွတ်တတ်သည်ဗာလိန်ကြပြာရွတ်တန်ဟာတယ်လီဖုန်းကြိုးပေါ်တွင်ပေါ်လွင်လာသည့်ငှက်တေလေးတစ်ကောင်မြည်ကျူးတန်နှင့်တူနေသည်ဖီလာသည် သူကိုယ်တိုင်လည်းကြပြာစာအုပ်ထုတ်ဖူးသည်ကြပြာကသူများပုံစံကိုလိုက်သည့်ကြပြာမျိုးဖြစ်ပေတော့လေအရေးသွေးရတော့မညံ့ပကြီးဝေဖန်ရေးဆရာတယောက်ဖြစ်ခြင်းသည်ထို့နောက်ဒရိဖတ်စ်အရေးခင်ပေါ်လာသည့်အခါတွင်ဆိုရှယ်လစ်ကောင်းဆောင်ဂျော်ရီနောက်လိုက်ဖြစ်သွားသည်ဖီလာသည်ကိုကိုကိုနှိမ်ချသည်ဘဲအလုပ်ကိုမစိုးလှုပ်သည် အလုတ်ရွေးသည်ဟူ၍မရှိသတင်းစာကလေးတွေအတွက်စောင်းပါရေးဆိုလျင်လဲရေးပေးလိုက်သည်နယ်လက်တရားဟောဖို့ဆိုလျင်လဲမငင်းဖျားလူကြီးတို့ဘာလို့မဟုတ်တရုတ်လို့ရေးတိုက်ကြပြီဆိုလျင်သူရှေ့ဆုံးอ่ะအမျိုးသမီးတို့အခွင့်ရေးကိစ္စဆိုလျင်လဲသူ နောက်ကြမကြံခဲ့အားလျင်စာဟုတ်တာကုန်းဖတ်တော်သည်အမှုပညာကိုလည်းလက်မလွတ်သူမိတ်ဆွေများကသူ့ကိုသူခမိန်ကြီးဟုနောက်ပြန်ခေါ်ကြသည်စက်မဖြစ်မီကလေးတွင်သူသည်လွတ်တော်အမတ်ဖြစ်လာခဲ့သည် တစ်ချိန်တည်းလောက်တွင်အမျိုးသမီးဆရာဝန်တယောက်နဲ့လက်ထပ်ခဲ့သည်လွတ်တော်ထဲတွင်သူ့ကိုမြည်သူကများအရေးတကြီးမိန်ကွန်းများကိုပြောခွင့်မပေးတို့ရရင်လွတ်တော်ကော်မတီများထဲတွင်ပါဝင်ရသည်ရင်ကျေးမှုရေးရာများတွင်ကျွမ်းကျင်သူဟုလည်းသတ်မှတ်ကြသည်နိုင်ငံတကာကွန်ကရစ်များသို့တက်ရောက်ခဲ့ပြီးလီနင်ဘေဘယ်ပလက်ခ်နော့စသည့်ခေါင်းဆောင်များကိုတွေ့ခဲ့ပူသည်လွတ်တော်ထဲတွင်ဆိုရှယ်လစ်အမတ်အများစုရလျက်ကြီးမားသည့်ပြောင်းလဲမှုများကိုလုပ်နိုင်လိမ့်မည်ဟုစွဲမြဲစွာယုံကြည်သူဖြစ်သည်တို့ရရင် ထမကဘာစီကြီးဖြစ်လာခဲ့သည်ဘီလာတဖို့မူထိုးနှက်ချက်ကြီးတည်းဖြစ်၏လောကနိဗ္ဗာန်ကြီးတိဆောက်မည်ဆိုသည့်သူ့အိမ်မက်တွေပြိုကွဲရလိမ့်မည်တို့ရရင်စစ်ဆန့်ခြင်းရေးဇင်မာအော့ကွန်ဖရင့်ကိုမူဘီလာမကြိုက်တက်လဲမတက်ဇင်မာအော့ကွန်ဖရင့်သည်အလौသမားလူဒန်းစားကိုကိုယ့်လူမျိုးနဲ့ကိုပြန်ပြီးရန်တိုက်ပေးသည့်ကွန်ဖရင့်ဟုဘီလာကကြေညာခဲ့သည်ကြီးမြတ်သောမဟာမိတ်အဖွဲ့ကိုဘီလာသဘောမကျတော့လဲတပတ်ကစိတ်ဝင်စားသည်ထို့နောက်တွင်ဘီလာသည်ဘာနိုင်ငံရေးကိုမှမလုပ်တော့ သတင်းစာများကိုစင်စစ်ဖြတ်ခြင်းအမှုစစ်ဆေးခြင်းမပြုဘဲတရားခဏ်များကိုတည်တံပေးခြင်းကိစ္စမျိုးကိုကန့်ကွက်ခြင်းစသည့်လုပ်ငန်းများလောက်ကိုသာလုပ်တော်သည်စစ်ပြီးတဲ့နောက်တွင်မုံတိုင်းထံသောနှစ်များသို့ရောက်လာသည်ဘီလာသည်ရုရှားအော်တိုဘာဒေါ်လာရေးကိုကြိုးဆိုသည်တို့ရရင်ကွန်မြူနစ်များကိုမူရှုတ်ချသည်တို့လမ်းကိုလိုက်လို့မဖြစ်ဘူးကျွန်တော်တို့နေနဲ့ကျွန်တော်တို့သွားရမယ်ဟုဗီလာကပြောခဲ့သည်စစ်ကြီးကိုတွေ့လိုက်ရသည့်အခါတွင်သွေးထွက်တန်ယုံမှုကို၎င်းကထိတ်လန့်နေသည့်ဗီလာသည် ပို၍ပို၍ထိတ်လန့်တုံလှောက်သွားခဲ့သည်လူလောကကြီးငိမ့်ညံ့တိုးတက်လို့လျင်တော်လန်ရေးတွေလှုပ်၍မရငိမ့်ညံ့စွာကူးပြောင်းမှုဖြစ်ရမည်ဟုအခိုင်အမာသဘောပေါက်သွားသည်ဗီလာသည်အသက်ကြောင့်တော်လကောင်းပညာကြောင့်လကောင်းပြည်သစ်ဆိုရှယ်လစ်ပါတီထိတ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်စိတ်ဓာတ်အရာမူဗီလာသည်အိုမင်းစာပြုလေပြီခန်းချောက်စာပြုပြီသူမိန်းမလည်းမရှိတော့သားသမီးတွေကလည်းအိမ်နောက်ရက်သားကြကုန်ကြပြီပကြီးပြာကန်းတခန်းနဲ့တူသည့်ပုံမကျပန်းမကျအင်ဂျင်ကြီးတွေတွင် တယောက်ထဲနေသည်ပကြီကားတော့ခါတိုင်းကဲသူဝါသနာပါမြဲအသက်ကြီးလာတော့ဘယ်ဦးမှလည်းတော်တော်လာလာမလုပ်ချင်တော့တယောက်ထဲအေးအေးလူလူနေခြင်းသည်အေဘလွန်တွင်သူ့ကိုယ်ပိုင်ကြေးလက်ဆိုင်ကလေးတစ်လုံးရှိသည်တိုက်နေရန်တွင်ရာဇဝင်နယ်ပန်းများကတွေ့တက်လျက်ပြီးလာသည်ခြံထဲရကွဲအပ်နေသည့်တသားခုံတန်းကလေးပေါ်တွင်ထိုင်ရင်းကြက်တော်တန်းနှင့်ဖားအော်တန်းများကိုနားထောင်သည်လွတ်တော်အစည်းအဝေးများမှပြန်လာလျင်ပကြီကျော်ရေနွားဆွဲသည့်သူ့သမီးပုံတူပကြီကားရှိရင်ထိုင်ပြီးနှင်းစီရောင်ဆုပ်ချက်များကို ထိုင်၍ကြည်သည်ပူနွေးလိုက်သည့်အကြောင်းချိုမိန်လိုက်သည့်အကြောင်းလော့လော့လတ်လတ်ကြိုးပြီးစားတတိယော်ပေါ်တွင် တင်ကြံရစ်ခဲ့သည့်အမြုပ်ကလေးနှင့်ပင်တူတော်သည်သူ့ဘွားကတိတိငိမ့်ငိမ့်အေးအေးဆေးဆေးဒီအေးအေးဆေးဆေးတည်ငိမ့်သည့်သူ့ဘွားကလေးပျက်စီးသွားမည်ယိုဗီလာစိုးရိမ်သည်သူ့နိုင်ငံရေးတွက်ကိန်းများသည့်ဤစိုးရိမ်မှုမှပေါ်လာခြင်းဖြစ်သည်လက်ရကိုင်းကတ်တွန်းဆရာများကဗီလာဤပုံကိုရေးလျင်ပါဇက်တွင်ဓမြောင်ကြိုက်ထားသည့်ပုံကိုရေးတတ်ကြသည်တို့ရရင်ဗီလာဒီပင်ကိုဇိုက်သည် ထို့သောမဟုတ်အကျင့်ပါနေသောကြောင့်တော်လန်ရေးစကလုံးများကိုတယောက်တည်းရွတ်နေတတ်သည့်အိမ်ကိုခင်မင်တွေ့တာသူတူအမျှတာဖြစ်လေသည် ပင်လေရင်လေပြင်းကြလာတကယ်သူရုတ်တရက်မုန်တိုင်းကြလာသည်လူငယ်များတို့နေစရာနေရာမရှိတော့ဤတွင်လူငယ်များသည်အစိုးရနိုင်ငံရေးပါတီများကိုအားကိုးလာကြသည် ဖေဗူရီလဖက်စစ်တို့၏အဓိကယုံများကိုမြင်သည့်အခါတွင်ဘီလာသည်တွေးပြစာပြူလာသည်ဘရီကျူး၏နောက်လိုက်များကိုဘီလာမုန်းသည် တို့သည်တိုင်းပြည်ငြိမ်ဝှက်ပြည်ပြားရေးကိုနှောက်ယှက်ဖျက်ဆီးနေကြသူများမဟုတ်လောဤတွင်ဘီလာသည်ပြည်သူတပ်ဦး၏ဗတ်တော်သားတယောက်ဖြစ်လာခဲ့တော်သည် သူမုန်းငယ်သည့်ကွန်မြူနစ်များနှင့်ပင်လက်တွဲရတော်သည်အေဗလွန်ရှိသူ့ကျေးလက်ဆိုင်သူ့ပကြီကားများနှင့်လွှတ်တော်ရေရာသူ့နေရာကလေးကိုကာကွယ်ရမည်မဟုတ်လောရေကောက်ပွဲကြိုးလူတို့အစည်းအဝေးတစ်ခုတွင်ဘီလာသည်ကွန်မြူနစ်များနှင့်အတူစင်မြင့်တွင်ပေါ်လာခဲ့သည်လူတို့တပေါင်းတို့ကသူ့ကိုဩဘာပေးကြသည်ဘီလာကဒီမိုကရေစီကြောင်း လာစာမပြတ်ခွင့်ရက်များအကြောင်းငိန်ဝစ်ပြပြရဲ့အကြောင်းတို့ကိုပြောသည်စကားပြောကောင်းသည့်ဘီလာသည်ပရိသတ်ထာကိုအလိုလိုသိနေသည်ပရိသတ်ဤဩဘာသံသည်ဘီလာ၏စကားပြောကောင်းခြင်းဟုသောတောင်းမြင်နေသူစိတ်ဝင်သွားသည်ဘီလာ၏ကွဲအပ်နေသည့်အတန်သည်ပို၍မာလာသည်ဘီလာကဂျေသူတအူအာနာရသွားသောစပိန်ပြည်၏အကြောင်းကိုပြောသွားသည် အိဆာထရာမာဒူရာပြည်နယ်ကလေသမား၏မြေရှင်တို့ရဲ့လေရီတွေဝင်ထုံကုန်ကြပြီဘောင်းကြီးเจ้าတွေမှာရုပ်ွားတော်တွေစားပြည်သူတအူရဲ့လန်တွေရောက်ကုန်ကြပြီ အလုံသမားတွေဟာလွတ်လပ်ခွင့်ကိုကာကွယ်ဖို့အတွက်ရိုင်ဖယ်တနက်တွေကိုကင်ကုန်ကြပြီအတန်ပေါင်းတစ်တောင်တို့ဟာပြည်သူတအူးအတွန်းရှေပါစေဟုကြွေးကြော်ကြသည်မေရှောနှင့်ဒင်းနစ်တို့သည် အစည်းအဝေးနောက်တန်းတွင်ထိုင်နေကြသည်မေရှောလက်ခုပ်ခပ်ပြင်းပြင်းတိလိုက်ပြီးနောက်ကြွေးကြော်တန်းတွေကိုအော်နေသည်ထို့နောက်ဒင်းနစ်ဘက်သို့လှည့်၍ပြုံးလိုက်ရင်ခတ်တုတ်တုတ်ဖြင့်သူ့ကိုအော်ပါပေးတာမဟုတ်ဘူးနော်စပိန်ပြည်သူတွေကိုအော်ပါပေးတာဆိုပြီးပြောလိုက်သည် ဗီလာစကားပြောပြီးနောက်လီဂရေးဆိုသည့် community တယောက်ထရွေစကားပြောသည် ဟောတော့လက်စတတ်တော်သူကိုဒင်းနစ်ကအော်သည် အခြားသူမဟုတ်ပါဘားတွင်အမာကျော်ကြီးကန့်လန့်ဖြတ်နေသည့်အလौဒမားကြီးဖြစ်သည်သူ့ကိုပဲဘယ်ရက်ကွက်ကရဲဘော်မှလဲဟုမေးခဲ့သေးသည်လီဂရေးကစရွေစကားပြောသည်ရဲဘော်တို့ခုရွေးကောက်ပွဲကြီးဟာမဲပေးဖို့တသက်ရွေးကောက်ပွဲတွေမကောက်ဘူးကျွန်တော်တွေဟာပြည်သူတပ်ဦးအစိုးရကိုရင်းမြစ်ကရုတ်လုပ်ပြီးကာကွယ်ရလိမ့်မယ်စကားပြောရုံနဲ့မပြီးဘူးအလौဒနဲ့တတ်သိပြရလိမ့်မယ် ကျွန်တော်တို့လောက်ရမယ့်အလုပ်ဟာလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးခက်ခဲတဲ့အလုပ်ဖြစ်တယ်ကျွန်တော်တို့မုတ်ချနိုင်အောင်လုပ်ကြရမယ်လီလာကလီဂရီကိုလက်ဆွဲနှုတ်ဆက်သည်တခါတော့ကရန်ဘတ်တွေညီညွတ်ကြသဖြင့်ပြိတ္တကရှင်လန်းအားတက်ကြသည်ကုံလွန်သွားသောခက်တခက်စိတ်ကူးရင်သူများနဲ့အိမ်မက်မက်သူများသည်ဆုတ်လွှတ်ရဲရုံများမကအနိုင်ယူရဲသောပြည်သူလူထုကိုနှုတ်ဆက်ဩဘာပေးနေတကယ်သူရှိသည်ဒင်းနီစ်နှင့်မရှောတို့သည်စီဝေခမ်းမှအပြင်ဘက်သို့ထွက်လာခဲ့ကြသည် အပြင်တွင်ပူပြင်းအိုက်ဆက်လျက်ရှိသည် မုံတိုင်းတစ်ခုလာတော့မြည်စင်ကြယ်ကဖေးများပေါ်တွင်ဘီယာတောက်နေသူများကိုတွေ့ရသည်တချို့ဟာမျက်နှာမှာချွေးသီးချွေးပေါက်များကိုလက်ကင်ပေါ်အဖြစ်တုံနေကြသည်မစ်ရှောနှင့်ဒင်းနီစ်တို့တွေ့ခဲ့ကြသည်မှာဘာမှတော့မကြသည်လွန်ခဲ့သည့်တလကွဲရွေးကောက်ပွဲအကြိုတရားပွဲတစ်ခုတွင်တွေ့ခဲ့ကြခြင်းဖြစ်သည်တို့ရရင်တို့နှစ်ယောက်ဒီငယ်ပေါင်းကြီးပေါ်တွေလို့စကားပြောနေကြပြီဘီလာကတော်တော်စကားပြောကောင်းတာပဲနော်ဒင်းနစ်ကပြောသည်ဒါပေမဲ့ဘလို့မှန်းမသိဘူးတခုခုတော့လိုနေတယ်လို့ပဲ ဩ तू မယုံကြည်တာတွေကိုပြောနေတာ哦အားလုံးမဟုတ်တော့တဝက်လောက်တော့ယုံပါပါဟုတ်တော့လဲဟုတ်ပါပဲလေညီမလည်းဒီလိုပဲမယုံတဝက်ယုံတဝက်ရေပြောလိုက်တော့ကတော့ခိုင်ခိုင်မာမာပဲဒါပေမဲ့ပြောပြီးရဲ့နောက်ကျတော့ကိုပြောပြီးရဲ့စကားကိုကိုဘာသာကိုတန်လျာဖြတ်လာတယ်လေညီမကတော့လီဂရေးကိုသဘောကျတယ်သူပြောပုံကတကယ်စိတ်ပါလက်ပါနဲ့ပြောနေတာဩပြောနေတော့မပြီးဘူးလေအလုပ်လည်းပါမဖြစ်ပါဘောလုပ်လို့ဖြစ်ပါမလားဖြစ်ပါတယ်ဒါပေမဲ့ သွေးနဲ့ရင်ရလိုက်မယ်။မိုးချုံတန်ကြားရပြီခဏကြာတွင်မိုးပေါက်တွေကျလာသည်။သူတို့နှစ်ယောက်လည်းဆိုင်ကလေးတစ်ဆိုင်အဖီအောက်တွင်ဝင်ခိုကြသည်။တယောက်နဲ့တယောက်ပူးကပ်၍ရက်လျက်မိုးပေါက်တွေလျက်စီးတွေထဲတွင်ပူးကပ်၍ရက်လျက်အနီးနားတွင်မြည်သူမှမရှိတော့လဲခတ်တုတ်တုတ်စကားပြောနေကြသည်။ဒင်းနစ်ကသူ့ဘဝကိုပြောပြသည်။ညီမရဲ့ဘွားကအတူအောင်နေများလုံးပါလေကိုရဲ့အလက်ကားပါပြီးတော့ပပအเจ้าကိုလည်းအခုပြောင်းပြကျင်တော့ပါဘူး ကို့ဖေကြောင့်ကိုပြန်ပြောရတာလဲမကောင်းဘူးလေဒါပေမဲ့ခတ်တာကညီမကလည်းဒါတွေကိုမမြင်ချင်မကြားချင်ဘူးဒါတွေကိုမြင်နေကြားနေရတာဂုံးမော်ပြစ်တင်တာလည်းငားလိုပဲလေတခုခုတော့လှုပ်ချင်တယ်ညီမကအခုစီကိုအကြံဉာဏ်တောင်းနေရမဟုတ်ဘူးနော်အဖြစ်ကိုပြပြနေရထပ်ပေါက်ကလွယ်ပါတယ်ကွအင်းလေအခုအဖို့တော့လွယ်ချင်လွယ်မှာပေါ့ဒါပေမဲ့ညီမအဖို့တော့မလွယ်ဘူးလေနော်အကိုကဒီလိုဘွားမျိုးမှကျင်လည်နေကြဟာအခုအဖို့ဒီဘွားအမွေရလိုက်တဲ့ဘွား ငယ်ငယ်တည်းကရင်းနှီးကြွဝင်ခဲ့တဲ့ဘဝလေညီမကတော့ပုံစံတစ်မျိုးနဲ့မွေးလာတာကိုနဲ့နှစ်ယောက်တည်းနေတော့ဟာဆိုရင်မသိတာဘူးဒါပေမဲ့အစည်းအဝေးတို့ဘာလို့မှဆိုရင်ညီမကတယောက်တည်းလိုဖြစ်နေတယ်သူတို့ကတဘွားညီမကတဘွားတယောက်တည်းလိုဖြစ်နေတာစဉ်းစားအောင်မယ်ကိုရဲ့အချိန်ချင်းစဉ်းစားအောင်မယ်မစင်းမစားလုပ်ရင်ညီမရဲ့အကိုလူစန်းလိုတောင်မြောက်မြောက်မြောက်ဖြစ်နေမှာလူစန်းကစိတ်ရင်းရတော့မစိုးပါဘူးဒါပေမဲ့လူကမတည်ကြည်ဘူးအပြောင်းလဲမြန်တယ် မိန်းကလေးတယောက်ကိုတွေ့ရင်သူ့မှာချစ်လိုက်တာပဲ။နောင်ကြတော့လေအဲ့မိန်းကလေးနာမည်ကို round သူမမှတ်မိတော့ဘူး။နိုင်ငံကြီးမှလည်းဒီလိုပဲခုတစ်မျိုးတော်တော်ကြာတစ်မျိုးညီမကတော့သူ့လို့မဟုတ်ဘူး။ညီမကထုံနေထိုင်းနေအတိတ်ပဲမရှိတာကွယ်။ညီမကဒီလိုအစားတွေကမဟုတ်ပါဘူး။ဒီစကားမျိုးတွေကိုအကိုစားပြောစားတော့ဟာဘလို့ထင်သလဲ။အတိတ်ပဲမရှိတာကိုပြောနေရလို့မထင်ဘူးလားဘလို့ခန်းစားရလဲအခုပြောမပြနိုင်ဘူးလားအေးလေဒါရင်ပြောပါနဲ့တော့အခုပြောချင်တာကတော့တခုပါပဲ အကိုပြောတာတွေကိုအထင်လွဲပြီးတော့အကိုစီကိုမလာဘဲနဲ့တော့မနေပါနဲ့လို့ခုညမစကားတွေကိုနားထောင်လိုက်တဲ့အခါကျတော့အကိုတခုခုကိုနားလဲသဘောပေါက်လာတယ်။အမှုပညာတခုအကြောင်းထိုင်နားထောင်လိုက်ရရင်အဲ့အမှုပညာကိုနားလဲသလိုပဲပေါ့။ညမရဲ့စကားတွေကဘာဖြစ်လို့အကိုစိတ်ကိုထိခိုက်စေသလဲဆိုတာကိုကိုစဉ်းစားလို့မရဘူးကွာ။ကြပြားတွေတပုတ်ပြီးတပုတ်ဖတ်လိုက်ရသလိုပဲ။ကြပြားတွေကိုဖတ်လိုက်ရတဲ့အခါမှာတချို့မေ့သွားတယ်။ဒါပေမဲ့တချို့ကြပြားတွေကတော့ရင်ထဲအသေးထဲမှာဆွဲရစ်ပြီးတော့ကြံနေခဲ့တယ်လေ။ ညီမရဲ့စကားကိုနားထောင်ရတာလေအခုဖို့တော့ဒီတိုင်းပဲခုတော့အကိုဘိသူကပညာကိုလည်းနားလိုက်လာပြီလို့ခံစားရတယ်ပမောက္ခမာလီရဲ့ပို့ချချက်တွေကိုသွားနားထောင်ဖို့မလိုတော့ဘူးညီမရှိနေပြီမဟုတ်ဘူးလားကဲပဲနေလေမေရှောကနောက်တလို့ကြောင်းတလို့ဖြင့်လက်ကိုရမ်းပြလိုက်တို့ရရင်ဒင်းနစ်ကမရှိမိဒီကြောင်းနေတိတ်ပြောပါနဲ့ကိုရဲ့ညီမတွေးနေတာချပါညီမအခုစီကလိလာတင်ယူနေရပါဘလို့စကားပြောရမယ်နေထိုင်လှူရှားရမယ် ဘလို့အသက်ရှူရမလဲဆိုတာတွေလေ့လာနေရလေတခြားလေ့လာစရာသင်စရာတွေလည်းအများကြီးပါပဲဒါနဲ့နေပါအောင် အကိုပြောတဲ့အလုပ်လုပ်ရမယ်ဆိုတာဘလို့ဟာမျိုးကိုဆိုလိုတာလေဟင်ဟောတော့ဒီမိုးကလည်းဆဲပေါ်မှာဟုတ်မဟုတ်ဘူးထင်တယ်တက်တဲမဲမဲရွာချနေဒီမိုးကြီးတဲ့သူတို့နှစ်ယောက်ပြေးထွက်လာခဲ့ကြသည်စိုင်းနေတဲ့လူတွေကတို့နှစ်ယောက်ကိုတအံ့တဩပြင်ကြည့်နေကြသည်တို့နှစ်ယောက်စလုံးမိုးကြီးတွေရွှဲရွှဲဆိုနေသည့်တိုင်းမျက်နာတွေကတော့ပြုံးလျက်ဒီနေ့စတွင်အုတ်ထုတ်မပါစီးထားသည့်သဘင်များက ကြောပေါ်တွင်ဝဲကြလျက်သူအိမ်ကြီးကမိခိုရောင်လက်လက်ဒေးနစ်ဤအလှကထင်းနေသည်အလှရှေးကြသည်အလှမလျှော၏မျက်လုံးများသည်ခါတိုင်းထက်တောက်ပြောင်နေသည်ဟုထင်ရ၏သူတို့နှစ်ယောက်သည်ဒေးနစ်တို့အိမ်နာအထိလမ်းလျှောက်လာခဲ့ကြကပျော့ပျော့ရှင်ရှင် ခွဲခွာခဲ့ကြသည်မိုးကတဲတဲမဲမဲရွာမြဲစင်ကြံများပေါ်တွင်ရေအိမ်တွေထွန်းလျက်မျက်နှာနှင့်တောနှံသင်းလာသည်တရားပွဲမှာအိမ်တို့ပြန်လာသည့်ခါတွင်စင်မြင့်မော်တော်ကရှိခဲ့သည့်ထက်တန်တက်ကြွစိတ်ဟုသမျှသည် ဘီလာရင်ထဲမှာပျောက်ွယ်သွားခဲ့ပြီဒီမနက်အရက်မူးပြေသည့်ခါတွင် မနေ့ညအရက်မူးခဲ့ပုံကို ရှက်နေတဲ့ကဲ့သို့ခံစားရသည်အဘဲကြောင့်ဒီမိတ်ကောမျိုးကို ပြောခဲ့မိလေသနည်းသူစကားကြောင့်မနက်ဖန်းဆိုလျင်ပြင်သစ်တစ်ပြည်လုံးစိတ်ညစ်နှွမ်းရတော့မည်စကလုံးနိုင်ကိုဘဲကြောင့်များမချစ်မချိန်ပြောခဲ့မိသနည်းဝင်ကြီးလုံမိသူဆိုသည်မှာမပြောတော့မင်းသားလိုအမူအရာမျိုးပြန်တော့မဖြစ်ဘီလာသည်ထိုအတွေးများကိုခေါင်းထဲမှာဖျောက်ပြက်ကာနောက်မီမြင့်မြင့်နဲ့ လက်တင်ကလထာကြီးပေါ်သို့ထိုင်ချလိုက်တော်သည်သူ့မျက်နှာချင်းဆိုင်နေရံပေါ်တွင်နတ်ရေဆွဲသည်ရှုမြော်ကင်ကားတကားချိတ်ဆွဲထားသည်နေရောင်ဖြော့ဖြော့သည်တည့်ရွက်စိန်ရင်းရင်တွေကြားမှပျောက်ကြည့်ပျောက်ကြားဖြာကြလျက်ရှိသည်ပြားရည်စက်တွေကိုပတ်ထားသည်နှင့်တူနေသည်ပူပြင်းသည့်နေတနေတိတ်ဆိတ်မှုပေါင်းသည်ပကြီကားထဲမှယိုစီးစိန်ထွက်နေသည်ဟုထင်ရသည်ဘီလာသည်သူ့ပုံစံအတိုင်းကြောင်းလဲရွေလာခြင်းမရှိသည်ကဘာကြီးတစ်ခုလည်းရင်ရောက်နေလေသည်အနုပညာဇံဝင်စားနေစေရင် ူ့အိမ်ပေါ်ဝင်လာသဖြင့်ဘီလာဇန်လျှောသွားတော်သည်အိမ်ပေါ်ကလင်မန်းတစ်ခုထဲနေထည့်ပြီးညနေခင်းရောက်လာသည့်စာများကိုယူလာ၏ပထမဆုံးစာတစ်စာကိုကောက်ဖတ်လိုက်သည်ဘီလာ၏မျက်နှာသည်ချက်ချင်းပြောင်းသွားသည် စာမှာလက်နှိပ်ဆက်ဖြင့်ရိုက်ထားသည့်စာတုပ်ကလေးတစ်စောင်ဖြစ်သည်ပြင်သစ်ပြည်ကိုခမည်းအုပ်ချုပ်ရင်အုပ်ချုပ်ကြည်စမ်းကြွက်ဆုပ်ကိုမီးနဲ့ရှုပ်တတ်တယ်လို့ခမည်းကိုလည်းမီးရှုပ်တတ်ပြမယ်ပြည်သူတအူးပျက်စီးပါစေကျင့်သစ်မျိုးချစ်တအူး ပစ္စာကြောင့်ဗီလာတုံ့လှောက်သွားသည်တေရမြေကိုသူမကြောက်တို့ရရင်တာဝင်ကိုသူကြောက်သည်များမကြမီဆိုလျင်သူသည်ဆုံးဖြတ်ချက်များကိုချမှတ်ရတော့မည်အမိတ်အ니ကိုပေးရတော့မည်ပြစ်ဒဏ်တွေစီရင်ရတော့မည်ဒီရာတွေကိုသူမလုပ်နိုင်သူလုပ်တတ်သည်ဟာကောက်ချက်ချယုံဝေဖန်ယုံသူထင်မြင်ချက်ကိုထုတ်ဖော်ပြောယုံများသာအသက်65နှစ်ရှိကမှရီးစားနှင့်ပထမဆုံးတွေ့ရသည့်အပြုံမလေးလိုဗီလာထိတ်လန့်တုံ့လှောက်နေသည်တခါတော့ဟာမူ ိုင်ငံရေးဆိုဒီမှာသူ့ဖို့ဘာမှမခက်ထမင်းစာရေတောက်ကိစ္စမျိုးရေကောက်ပွဲတွင်ကိုကအများစုကြလျင်လွှတ်တော်ထဲမှနေ၍ဆိုရှယ်လစ်ခေတ်တကြီးတို့ရောက်ပြီးဟူကြေညာလိုက်ယုံညတာတကယ်ရောဒီမျှလောက်လွယ်ကူပါသလားစစ်မဖြစ်မီတုန်းကလူတွေကဒီလောက်ကြညာနဲ့နဲ့မဟုတ်ကြစိတ်ထားနူးညံ့ကြသည်ပျော့ပြောင်းကြသည်လူတွေကိုအဆုလိုက်အပြုံလိုက်တိုက်ရဖြတ်ရကောင်းမှန်းမသိကြစာအုပ်တွေကိုမိရှို့ရကောင်းမှန်းလည်းမသိကြယခုမူထိုလူကသူ့ကိုချိန်ချောင်နေပြီ ခမ ्या ကိုကြွတ်ဆုံမိရှို့တတ်တယ်လို့တပ်ပြစ်မယ်ဟုချင်းချောင်နေပြီ။ဟုတ်သည်ဒီလူတွေကစိတ်မချရ။လူတွေကိုတွေးထိုးပေးမည်။နှောက်ပင်ပေးမည်။ထို့နောက်စူပူလာလျင်စပိန်တွင်လုတ်တယ်လို့လူတွေကိုလမ်းတောင်မှာချောင်းမြောင်း၍တနတ်နှင့်ပြစ်တတ်လိမ့်မည်။သူတို့သည်ပြည်သူတအူးကိုတွေးထဲတွင်နှစ်သွောင်းလှုပ်ချင်ကြသည်။ဘီလာဤမဟာမိတ်များသည်မြည်သူနေ။ကွန်မြူနစ်များအမြင်တွင်သူသည်တစ္ဆာပေါဖြစ်နေသည်။ကွန်မြူနစ်များသည်တောင်းဆိုကြများကိုတင်ကြလိမ့်မည်။ အကြမ်းမနှံ့တွေလောက်ကြလိမ့်မည်လူတို့အကြိုက်ကိုလိုက်လောက်ကြလိမ့်မည်ရေဒီကယ်များကတော့သူ့ကိုမြည်တို့သဘောထားကြမည်နီတက်ဆာလိုရေဒီကယ်ဆိုရှယ်လစ်များကမူသူနှင့်ကွန်မြူနီတီဂရေးကိုတပန်းထဲထားကြလိမ့်မည်တကိုင်းနေသားတွေဟုသတ်မှတ်ကြလိမ့်မည် သူ့ပါဇက်ကမတ်ဝါဒစကားတလုံးထွက်လာသည်ဆိုလျင်ပင်သူ့ကိုဝိုင်း၍နှာခေါင်းရှုံကြလိမ့်မည်ဘီလာဘတ်တွင်မြည်သူမှမရှိ သူတယောက်တည်းယနေ့ပြိတ္တကသူ့ကိုဩဘာပေးလိုက်ခြင်းမှာ community league လို့အပေါင်းအရင်းတန်တန်နဲ့ပြောခဲ့ခြင်းကြောင့်ဖြစ်သည်တို့ရရင်အရေးကြောင်လာလျင်ထိုပရိသတ်သည်သူ့ကိုဝိုင်း၍လှောင်ကြလိမ့်မည်ဒီနိုင်ငံရေးတွေလုံနေ၍ဘာအကျိုးထူသေးသနည်းလူ့ဘဝတွင်နောက်ထပ်ဘလောက်ကြာကြာနေရတော်မည်နည်းအလုံးစုံ၅နှစ်၅နှစ်တောင်နေမှနေရအောင်မည်လို့မဆိုနိုင်ဘွန်နတ်ဤပကြီကားတွေကိုကြည်ပြီးအေးအေးဆေးဆေးမနေနိုင်တော့ဘီလို့စာအုပ်ကောင်းတွေကိုဖတ်ပြီးအေးအေးလူလူမနေနိုင်တော့ဘီလို့ ေဘလုံကတောအိမ်ကလေးသို့ပြန်ကားရွှေငါးကလေးတွေဇော်မွားပန်းတွေကြားတွင်အေးအေးလူလူမနေနိုင်တော့ပြီလောနိုင်ငံရေးဆိုသည်မှာညီမြစိတ်ရှုပ်เสียကောင်းသည့်လုံနီညီမြညီငွေเสียကောင်းသည့်လုံနီဒီခန်းကြီးထဲမှာနေရသည်ရလဲရောင်းချာချာနိုင်လာကြည့်ဘာကြောင့်မှမသိငငယ်တော့ကသူဆက်ခဲ့သည့်ကြပြလေးတစ်ပုတ်ကိုတွား၍တတိယမိသည် မှိုင်းပြမြူရိတ်တိတ်စိတ်အလှညကမိရင်ကြွေလှုပ်ချိန်မှာငါလဲပြက်ပြုံးအလှတော့၍ ပိုးဆုံးကျူလင်စိတ်ဝမ်းငယ်၍ပူနွေးသည်ထုံမေလညံ့နေခြင်းတွင် သူတကိုယ်လုံးအေးဆက်ကချွေးစည်း၍ထွက်နေသည်ဘီလာကလူခေါ်ခေါင်းလောင်းကလေးကိုလှုပ်လိုက်၏ရောဘတ်ငါခြေဘက်ကော်စော်ကလေးယူပေးစမှာကွယ်အစေကန်ကထမင်းချက်ကြီးကိုလှမ်းပြောလိုက်သည်ရွှေကောက်ဘွဲကျူဟော့ပြော့ဝဲရီရဲ့အကျိုးပေါ့ဗျာလေတစ်ချက်မှမတိုက်ပဲအဖိုးကြီးတော့ခက်ခိုက်တုံအောင်ချမ်းနေပြီအခန်းဆက်လေး တနင်္ဂနွေနေ့ညနေ၌ပီယာသည်အက်နီစတန်သို့ရောက်လာသည်ချစ်ရဲရိတ်သာလမ်းမဘက်ကိုရှောက်ကြည့်ကြအောင်ရွေးကောက်ပွဲအနိုင်ရှုံးစင်းနေကြီးညာနေတယ်လို့ပြောတယ်ရွေးကောက်ပွဲအနိုင်ရှုံးစင်းနေကိုတွေ့ရင် ပီယာဝမ်းသာနေသည်လက်ကိုမြှောက်၍ဝမ်းသာအားရပြန်ခေါ်၏အက်နီစအပြင်းမထွက်ချင်းနေလို့ကလည်းကောင်းကောင်းမကောင်းထို့ပြင်ရွေးကောက်ပွဲအကြောင်းတွေကိုလည်းအက်နီစိတ်မဝင်စားတို့ရရင်မငင်းမဲလိုက်လာခဲ့သည်လမ်းသိလမ်းမများတဲ့မှာလူတွေလူတွေ ရေစီးကြောင်ကြီးစီးနေသလိုမြို့လေဘက်သို့သွားနေကြ၏သူတို့အားလုံးသည်လည်းပြရလိုပင် စိတ်အားထက်သန်နေကြသည်တယောက်နဲ့တယောက်မေးမြန်းကြ ခံမှန်းကြတွက်ချက်ကြသတင်းတွေကိုပြောကြ နားထောင်ကြ ထိတ်ကြလန့်ကြမျှော်လင့်ကြစိတ်ပြတ်ကြရိတ်သားလမ်းမကြီးတစ်လျှောက်တွင်အလौသမားများ၏ကပ်အုပ်ထုပ်တွေဖွေးနေသည်ကဖေးဆိုင်များတွင်တာမန်ရက်သားတို့မမြင်ရတော့နိုင်ငံသားများနှင့်ကြည်တစာများသာကဖေးဆိုင်များတွင်ထိုင်နေကြသည်ပြရနှင့်အဂနိစ်သည် ညနေသတင်းစာတိုက်တိုက်ရှိပင်ထိုင်နေကြသည်။သုံးမြောင်ချုံပန်းချံကြီးတွေတွင်လူတွေတလှုပ်လှုပ်တရွရွဖြစ်နေကြသည်။ကားလိမ်မဖွင့်မီဇက်ယုံတယုံတွေတွင်လူတွေလှုပ်လှုပ်ရွရွဖြစ်နေကြပုံမျိုးနှင့်ပင်တူနေသည်။ပြင်သစ်ပြည်ကြီးကံကြမ္မာကိုဆုံးဖြတ်မီအမြေများ၊ကနန်းများသည် မကြမီပိတ်ကားပေါ်တွင် ပေါ်လာတော့မည်။မြည်သူနိုင်မည်နီ။လက်ရခိုင်းသားတွေနိုင်မည်လော။စိုးရိမ်မှုကြောင့်ကောလာဟာလာတွေပေါ်လာသည်။လေသမားများကပြည်သူတအူးကိုကြောက်နေကြသည်။ ပြည်နယ်များကဖက်စစ်များကိုမဲပေးကြသည်ရက်ကွက်နီများဟုခေါ်ကြသည် ပါရီအလုသမားရက်ကွက်များကပင်လျင်လက်ဝဲကိုင်းသားများကိုကောင်းကောင်းမဲမဲပေးကြပိတ်ကားဖြူကြီးပေါ်တွင်အမြင့်တွေပေါ်လာသည်ရင်းတော်မှာပါရီမြို့ဟာရွေးချယ်တင်မြှောက်လိုက်သည် ပထမဆုံးသောလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည်သတင်းစာများတွင်ရွေးကောက်ပွဲသတင်းတွေမပါသေးတို့တိုင်အောင်လူတွေကသတင်းစာများကိုအလူရက်ဝယ်နေကြပြီပန်းချံတစ်ခုလုံးလဲပွဲတော်ကြီးတစ်ခုနဲ့ပင်တူနေသည် နိုင်ရှုံးစည်းရင်ကိုစောင်းရင်တချို့ဟာတချဲဆိုကြသည်တချို့ဟာမြေပဲလော်ကိုတချွတ်ချွတ်ဝါနေကြသည် အာရတ်များကသူတို့ဤစိတ်မွေးကော်စော်များကိုအော်ဟစ်ရောင်းနေကြသည်ညနေခင်းကနွေ့နွေ့ထွေးထွေးအနီးတစ်ဝိုက်ကဆိုင်များတွင်ဘီယာနှင့်လိမ်မော်ရည်ပလင်းတွေရောင်းရွေပင်မလောက်နိုင်အတန်ချဲ့ဆက်မှကြီးညာတန်ကိုရုတ်တရက်ကြားလိုက်ရသည်မော်ရစ်တော်ရက်စ်နိုင်စုညံသည့်ဩဘာသံတွေပေါ်ထွက်လာသည်ကွန်မြူနီကောင်းဆောင်တော်ရက်စ်မှာလူကြိုက်များသူလည်းဖြစ်သည် ရဲဘော်မော်ရစ်တော်ရက်စ်တတ်တော်ရာကျော်ရှေ့ပါစေဟူသောကြွေးကြော်သံများကိုကြားရ၏တော်ရက်စ်နိုင်မီကိုလူတိုင်းသိနေကြတော့လေတကယ်နိုင်သည့်အခါတွင် စိတ်အားမတက်ပဲမနေကြတချို့ဟာအင်တာနေရှင်နယ်ကိုဆိုကြသည်လမ်းတိုင်းတွင်လူတွေပြည့်ကျက်နေပြီပလိမ်များကလူတွေကိုမောင်းကာမော်တော်ကားများကိုလမ်းရှင်းပေးနေကြသည်တို့ရာတွင်ရှင်းရွေမရထို့ကြောင့်နောက်ထပ်ရှင်းရန်မကြိုးစားတော့ညီသည့်နိုင်ငံရေးပါတီကနိုင်မီကိုမသေးကြသေးထို့ကြောင့်အခြေအနေကိုကြည့်၍လုံမဖြစ်မီဟု လိတ်တို့သဘောပေါက်ကြဟန်တူသည်ပီယာဖလန်ဒင်နိုင်ဖတ်စစ်တွေကြဆုံးပါသည်တစ္ဆာဖောက်တွေဝိုင်းပယ်ကြလီယွန်ဘလွန်နိုင်ပြည်သူတအူးအတွန်းရှေပါစေအော်ဟစ်တန်လက်ခုတ်တန်များနဲ့လက်ခောက်မှုတ်တန်လှောင်ပြောင်တန်များကိုတလှည့်စီကြားနေရသည်တို့ရရင်ဩဘာတန်များနဲ့ကြွေးကြော်တန်များသည်ပိုး၍စိတ်လာသည်လှောင်ပြောင်တန်စုပူတန်တို့သည်တဖြည်းဖြည်းကျဲသွားသည်ညာစေနာကြီးလောက်တယ်မူပြည်သူတအူးအနိုင်ရပြီဆိုသည့်အချက်ကို တန်တရားဖြစ်เสียပြီမလို့တော့လူတို့အများကြီးမျက်နှာများတွင် အပြုံးတွေဝေနေသည်လက်ရအမတ်လောင်းများနိုင်လာသည့်အခါတွင်မူလက်ခုပ်တံဖြတ်ဖြတ်ကိုသာကြားရတော့သည် ပြည်သူတအူးကလလွယ်ဖြင့်အနိုင်ရလိုက်ပုံမှာမျက်လည်ပြလိုက်သည်နဲ့ရှိသည်ပြည်သူတအူးကအမတ်တိုင်းမဲငါးတန်ကျော်ရကြသည်ပြည်သူများကိုကဲတင်လိုက်သည့်အရာမှာတနတ်များမဟုတ်စိညာချက်များဖြစ်ကြောင်းလူတွေသိကြရပြီအရင်တော့ရွေးကောက်ပွဲများကပြင်းစရာညှိငွေစရာညီသူနိုင်နိုင်ဘာမှမတူဘာမှမပြောင်းလဲ ယခုရွေးကောက်ပွဲကတော့ထူးခြားသည်ဤရွေးကောက်ပွဲများသည် လမ်းမများပေါ်မှ မွေးဖွားလာခြင်းဖြစ်သည်ဖေဗူအာရီ6ရက်ရေးခင်းတော့ဟာတွေးရီကြောက်ခဲရီကြမှာမွေးဖွားလာခြင်းဖြစ်သည်ထိုနေ့ညာ၌လူတိုင်းသည်မျောလင့်ချက်ဖြင့်ပြေရှမ်းနေကြသည်အစိုးရအဖွဲ့တွင်၌သာအပြောင်းလဲရှိမည်မဟုတ်သူတို့ဤပုဂ္ဂလိကဘဝတွင်လည်းအပြောင်းလဲများကိုတွေ့ရတော်မည်တန်းပေါင်းများစွာသောနှလုံးသားများသည်ထိုညကထက်တန်စွာ ခုန်နေကြသည်ပါရီယာအခြားရက်ကွက်များတွင်လည်းထို့အတူ ဆက်ယုံမိကိုတို့ဖြင့်မှိုင်းနေသည်လီလေတွင်လည်းထို့အတူပျော်ပါမြူးတူးနေသောမာဆေးမြို့များတွင်လည်းထို့အတူအတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေနှင့်အဲတောင်ခြေရင်းမှပြင်သစ်ကျေးရွာများတွင်လည်းထို့အတူပဲဩဂတ်စ်တေဘီလာ9ဘီလာသည်ဝမ်းသာအားရအော်လိုက်သည်သူ့အံအားကျဲလုံးသဖြင့်ရည်နေသည့်အဂနိစ်သည်နားအိုပင်ပိတ်ထားလိုက်ရသည်ပြီးရအော်သည့်အခါတွင်အချို့ကလိုက်၍အော်ကြသည်တို့ရတွင်ဤနှလောက်သာဩဘာသန်နှင့်မလုံလောက်ဟုပြီးရထင်သည် ကွန်မြူနတီကသူတို့အမှတ်လောင်းနိုင်ရမ်းအော်တာပဲဟုမကြင်မနှက်ဖြင့်ပြောလိုက်သည်ပေါ်တက်ဆာနိုင်လူတို့ကစိတ်မပါတပါဖြင့်အော်ဗာပေးကြ၏ကြံကြစုမောင်ရဲ့ရက်ရတာခြေောက်တွေလည်းတောင့်လာပြီအက်နီစ်ကပြောသည်သူတို့နှစ်ယောက်သည်ရိတ်တာလမ်းမကြီးဘက်သို့ရှောက်လာခဲ့ပြီးနောက်ကဖေးတစ်ခုတွင်ဝင်ထိုင်ကြသည်ကဖေးထဲတွင်ဝမ်သာအားရစကားပြောတဲ့နေစုညံလျက်ချစ်ကိုကြည်ရတမျိုးပဲဝမ်သာဦးလာရင်ပြားပြောသည်ဘာဝမ်သာမှာလဲမောင်ရဲ့တက်ဆာလူလူရွေးခံရတဲ့ဟာကိုဝမ်သာမှာလား ဟုတ်ပါတယ်တက်ဆာကျမလုပ်ကိစ္စမှာတော့ကူညီခဲ့ပါတယ်လေဒါမှမဟုတ်ကျမတော့ဝမ်းမတားဘူးတက်ဆာရေးမကြည့်ပါဘူးကွယ်အသေးအဖွဲပါအရေးကြီးတာကြည်သူတက်ဦးအနိုင်ရလို့ပါ မောင်လေးကျမအကြောင်းသိတာပဲကျမဖို့တော့ဘွားကြီးတစ်ခုလုံးကမောင်ပြောသလိုပဲအသေးအဖွဲကလေးတွေကစတာပဲဒါကြောင့်အသေးအဖွဲကလေးတွေကရေးကြည့်တယ်မောင်ရဲ့တက်ဆာကြတော့တက်ဆာကိုပြောတာမဟုတ်ပါဘူးရိုးသားမှုပွင့်လင်းမှုတွေကိုပြောတာပါပြာအငင်းမပွားကြတော့ ရွေးကောက်ပွဲစောကြောင့်လဲမောလာပြီ။ခေါင်းရမ်းပြီးနောက်ဆွဆွညံ့ညံ့သွားလာလှုပ်ရှားနေသည်။လမ်းသွားလမ်းလာများကိုငေးကြည့်နေသည်။တစ်ဖက်စပွဲတွင်စစ်သားတစ်တိုက်ထိုင်နေကြသည်။အချိန်လေးတွေပင်ရနေကြပြီ။ဗုံမှုကြီးကတော့ဘောင်းကြီးထဲအကုန်ထည့်တာပဲကွာ။ခုတော့ဘောင်းကြီးကိုကြက်ကြက်ဆုပ်ကင်ထားရတော့မှာပေါ့။မနှက်ပြန်ဆတ်ထရာဘော့ကိုသွားမလား။မသွားသေးဘူးကွာ။တစ်ဖက်ကကြမှာအချိန်ကတော့တိတ်မလို့တော့ဆရာကြီး။ဂျာမန်ဆိုတဲ့ကောင်တွေကတော့ရမ်းပြင်ဆင်နေကြတာ။ မြို့နယ်များတစ်ချင်းဆိုင်မှာလဲဆင်ထားလိုက်တဲ့အမြောက်ကြီးတွေသတင်းစာရောင်းတဲ့လူငယ်များကသူတို့အနာမှာဖြတ်သွားကြသည်အထူးတုပ်တွေအထူးတုပ်တွေရမယ်ပြည်သူတအူးကအပြတ်အသတ်နိုင်သွားပြီတဲ့ခမမောင်အဂနိစ်ကခေါ်သည်အိမ်ကိုတက္ကစီနဲ့ပြန်ကြရအောင်မောင်ရဲ့ကျမအိမ်ပြန်ကျင်လာပြီအိမ်တို့ပြန်ရောက်သည့်ခါတွင်အဂနိစ်ကအဲ့ရဘောသူလှဲလိုက်သည်ချစ်ဘာဖြစ်လို့လဲအေးမိလို့လားပြာမေးလိုက်သည်အဂနိစ်ကခက်ရရပြုံးလိုက်သည် ကောင်းပါတယ်မောင်ရဲ့ဘာမှမဖြစ်ပါဘူးဒီလိုပါပဲတစ်ခါတစ်ခါဖြစ်တတ်တယ်လေမောင်ရဲ့နားမလဲဘူးလားအားလိုက်တာလေလွန်လို့ဟွန်းဒီတော့မှပီယာနားလေတော့သည်ပီယာကအခန်းကျဉ်ကျဉ်ကလေးဝေ့ကြည့်လိုက်သည်ဝမ်းသာလိုက်တဲ့ချစ်ရဲ့ဒီလိုနေ့မျိုးမှာဒီသတင်းကြားရတာသိပြီးမင်္ဂလာရှိရပါပဲကလေးလေးရချစ်စရာလေးနေမှာပဲနော်မောင်ထင်တော့ယောက်ျားလေးဖြစ်မယ်ထင်တာပဲချစ်ပါလို့ခြင်းလဲစိတ်တော်ဝယ်ပြရမလားလိမ္မော်သီးစားမလားအဂနိစ်ကသူ့ကိုပြုံးကြည့်လိုက်ရင် ဘာမှမလို့ဘူးရှင်လာဒီနားမှာလာထိုင်ဒီဘက်လက်မျက်နှာကိုလက်နှစ်ဖက်ဖြင့်ဆွဲယူလိုက်သည်သူ့မျက်လုံးများတွေကိုစိုက်ကြည့်လက်ချောင်းတွေတွေကလေးများဖြင့် ပြီးရမျက်လုံးများကိုကာထားလိုက်သည်ကျမတို့နှစ်ယောက်သေးရဲ့နော်ခတ်တုတ်တုတ်ပြော်ရီပြုံးနေသည်အနီစ်တစ်ခုလုံးလဲပေါ်ပါငိမ့်ချက်လျက်ရှိသည်အင်တာနေရှင်နယ်သချင်းတန်သည်ပဒင်းပေါက်မှာဝင်လာသည် အဆုံးသက်တိုက်ပွဲနှွဲစင်မလီဒယ်လီဘီးရက်ကွက်မှာဆင်းရဲသားများသည်ဂျိုင်းတွေကျင်းနေပြည့်နေသည်လမ်းမတစ်လျှောက်တိုင်း မဲမှောင်နှံစော်သည့်သူတို့အိမ်များစီသို့သွားနေကြသည်ထိုနေ့ရသူတို့တွေသည်ဒါနာဤပုံမြင်တစ်ပုဒ်ကိုမြင်ခဲ့ကြရသည်အမေရိကန်ရုပ်ရှင်မင်းသမီးချော်ဤဇလံမဟုတ်မြို့ဆောင်ရှိတတိယအတန်းရုပ်ရှင်ဟိုတယုံပိတ်ကားပေါ်ကအပေါ်စားဇလံလည်းမဟုတ်သူတို့နှင့်ပတ်သက်သည့်ဒါနာဤဇလံပင်ဖြစ်သည်သူတို့ရက်ကွက်အတွက်အမတ်လောင်းတယောက်ရွေးခံသည်ယခုထိုအမတ်လောင်းအနိုင်ရပြီသူတို့ပျော့ပျော့ရွှင်ရွှင်နေကြရတော့မည်ကဖေးဆိုင်တွေတွင်တွေ့ခဲ့ရသည့်စစ်သားများကို Agnes ချက်ချင်းအမှတ်ရလာသည် ဆထရာဘော့မြို့အကြောင်းပြောသည့်စစ်သားကလေးကခန့်ငင်ငယ်။ပါကလေးတွေနီရဲလျက်၊ဝှေးညင်ညွကလေးတွေဖြင့်ကလေးမျက်နှာကလေးနှင့်တူသည်။အဂနစ်မျက်မှောင်ကုတ်လိုက်သည်။မှုံမွဲသည့်သူ့မျက်လုံးများသည်ခါတိုင်းထက်အားကိုးရမဲ့နေသည်ဟုထင်ရသည်။စစ်ကြီးဖြစ်အောင်မာရလာရင်မောင်းမဖြစ်ပါဘူးကွယ်။နောက်တော့ဟင်။အခုလည်းမဖြစ်ဘူး။နောက်လည်းမဖြစ်ဘူး။ဘယ်တော့မှလည်းမဖြစ်ဘူး။ဟုတ်ပြီလား။ဟုတ်ကဲ့ပါ။အခုလိုအဆုံးအထိလိုက်ပါနာဆင်ပေးကြတဲ့ ကလစ်ကာပေါင်းနဲ့ဒေါ်လန်ပြည်သူပေါင်းတူးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။ Okay နောက်ပိုင်းမှာပြန်ဆောင်ကြမယ်နော်။